စစ်ကောင်းဆောင်ကရုရှားနိုင်ငံနှစ်80ပြည့်အောင်ဝင်းနေတက်ရောက်ဖို့အတွက်ဒီကနေ့မနက်9နာရီခွဲမှာနေပြည်တော်လေဆိပ်ကထွက်ခွာခဲ့ရာဇနီးဖြစ်သူနဲ့အတူရပ်ဘက်ကောင်စီဝင်သုံးဦးနဲ့ဗိုလ်ချုပ်ကြီး၃ယောက်ကိုပါခေါ်ဆောင်သွားပါတယ်။ရပ်ဘက်ကနိုင်ငံခြားရေးဝန်ကြီးဦးသက်စွေ၊ဒေါက်တာဘာစွေ၊ခွန်ဆန်လွင်တို့နဲ့အတူစစ်ဘက်ကစာဖာချုပ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးညှိနှိုင်းကုကရေးမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ကာကွယ်ဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးတို့ကိုခေါ်ဆောင်သွားခဲ့တာပါ။ဗိုလ်ချုပ်ကြီးတောင်ရောက်ကိုခေါ်ဆောင်သွားတဲ့ပုံမှာစစ်တပ်ဘက်ကရရှိတူကနိုင်ငံတကာကခေါင်းဆောင်တွေတက်မဲ့ပွဲဆိုတော့ဗိုလ်ချုပ်ကြီးကျော်စ ာလေးနဲ့ရဲဝဲဥကိုပွဲထုတ်တာဖြစ်နိုင်တယ်လို့စစ်လက်နက်ပစ္စည်းဝယ်မဲ့ကိစ္စလည်းပါနိုင်တယ်လို့ပြောပါရယ်မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့ရှင်ပြင်းကြီးချီတက်ပွဲကိုတရုတ်နိုင်ငံအပါဝင်နိုင်ငံပေါင်း20ကခေါင်းဆောင်တွေတက်ရောက်มาဖြစ်တဲ့အတွက်နိုင်ငံတကာဆက်ဆံရေးအတွက်ခေါ်ဆောင်သွားတာလည်းဖြစ်နိုင်တယ်လို့သူကရှင်းပြပါရယ်ဒီခေတ်စနယ်ပတ်သက်လို့စစ်ကောင်စီဘက်ကရုရှားမြန်မာနှစ်နိုင်ငံစီးပွားရေးပုံမှုခိုင်မြဲရေးအတွက်လို့ပြောပေမဲ့နိုင်ငံရေးရာတရုတ်သမ္မတရှီကျင့်ဖင်နဲ့တွေ့ဆုံမှုအတွက်လည်းဖြစ်တယ်လို့စီးရေးလေလာသုံးသူတူကဒီဗီဘီကိုပြောပါရရှင်။